အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်ကချစ်သူအမြန်ရစေမဲ့ဂါရာစင်လေးမြောက်ပေးမှာဖြစ်ပါတယ်ခွန်မန်နေတောင်းတမေးသားရေမိတ်ဆွေညီငယ်များတို့အမြောက်ပေးခြင်းဖြစ်ပါတယ်ဗျာအဲဒီဂါရာစင်လေးကဘယ်လိုလိုလုပ်လို့ရလဲဆိုတော့အဲသူလည်းအဲကျွန်တော်တွေသူလည်းကျွန်တော်ရေပိုင်ရှင်မရှိသေးဘူးကိုယ်လည်းပိုင်ရှင်မရှိသေးဘူးဆိုရင်လုပ်လို့ရပါပြီအဲတော့သူမှလည်းပိုင်ရှင်ရှိပြီသားကိုယ်မှလည်းပိုင်ရှင်ရှိပါဆိုလို့ရှိရင်တော့လုပ်လို့မရပါဘူးအဲတော့ဒီဂါရာကိုတုံးချမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်ကတော့ အဲကျွန်တော်တစ္ဆာရှိဖို့အတွက်အဲကျွန်တော်အဓိကပြောချင်ပါတယ်ကျွန်တော်တို့ရိုးသားရမယ်တကယ်မြတ်တာစိမြတ်တာမနဲ့ချစ်ခင်နှစ်သက်ရမယ်ဒါဆိုရင်ဆွမ်းပြမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ပထမအဆုံးပေါ့နော်သူ့ရဲ့ဓာတ်ပုံဓာတ်ပုံလုံမယ်သူ့ရဲ့ဓာတ်ပုံမရှိရင်တော့သူ့ရဲ့ Facebook မှာရှာလိုက်ပါဗျာအဲ့တော့သူ့ရဲ့ Facebook မှာမရှိရင်တော့သူ့ရဲ့ TikTok ကောက်ဝင်ကြည့်လိုက်ပါပုံတွေရောဗီဒီယိုတွေရောအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့သူ့ရဲ့ဓာတ်ပုံသို့မဟုတ်သူ့ရဲ့ဗီဒီယိုကြည့်ပြီးတော့ အဲ့တော့ဒီကားတော့ရွတ်မှာဖြစ်ပါတယ်။ဘယ်ခါရသုံးမှုရှိပါတယ်။အဲဒီကားကတော်တော်စွမ်းပါတယ်ကွာ။ခုနှစ်ရက်ပဲရွတ်မှာဖြစ်ပါတယ်။ခုနှစ်ရက်အတွင်းမှာကိုကျွန်တော်တို့ပြန်ပြီးတော့အဲပြန်လဲပြီးကြည်ပြန်ပြန်လဲပြီးသဘောကျလာမယ်။ပြန်လဲပြီးချစ်ခင်နှစ်သက်လာမယ်။ကျွန်တော်တို့အဲကျွန်တော်တို့စိတ်ထဲမှာသူ့ရှိနေတဲ့အကြောင်းလေးကိုသူသိသွားတဲ့သဘောမျိုးပေါ့နော်အဲသူအသိပြီးတဲ့သဘောပေါ့အဲဒါဒါဒါဆိုလို့ရှိရင်လူတွေ၃လျောက်လောက်ရွေးစားရှိရင်တော့မှကျွန်တော်တို့ပထမဆုံးဦးစားပေးရွေးရွေးချင်မှဖြစ်ပါတယ် ဟုတ်ပြီအဲဆိုရင်ကျွန်တော်ပထမဆုံးရွတ်မိခါတာလွယ်ပါတယ်သူ့ရဲ့တပုံသုံးမဟုတ်သူ့ရဲ့ကျွန်တော်တွေဗီဒီယိုကြည့်ယူပြီးကြည့်ကြည့်ယူပြီးရရပါတယ်အာတချို့လည်းတပုံလည်းမရှိဘူးဗျအဲပုံလည်းမရှိဘူးဆိုလို့ရှိရင်လည်းခက်စားမရှိပါဘူးသူ့ရဲ့မျက်နာလေးကိုကိုယ့်ရဲ့စိတ်ထဲမှာထင်းလင်းလေးအာယုံဖော်ပြီးဒီခါတော့ရွတ်လေရပါတယ်ရွတ်မိခါတာတော့ အုံကုံမာရီရေကုံမာ ရာဇဝတ္တပတိတိန်နေတိန်နေအာကဆန္တုအုံကုံမာရီရေကုံမာ ရာဇဝတ္တပတိတိန်နေတိန်နေအာကဆန္တုအုံကုံမာရီရေကုံမာရာဇဝတ္တပတိတိန်နေတိန်နေအာကဆန္တုဆိုပြီးတော့ကျွန်တော်တို့ကတရားတရားလေးကို ကျွန်တော်တို့38ခေါက်ပေါ့နော်38ခေါက်ရုပ်ဖတ်ပြီးရုပ်ဖတ်မှာဖြစ်ပါတယ် ို့ယူသူ့ယူပတ် ပြီးတာနဲ့နောက်ထပ်ခါတာတပုတ်ပါတော့ကျွန်တော်တို့ဒီဒါကတော့ပထမခါတာပေါ့နော်နောက်ထပ်ခါတာနှစ်ပုတ်ရှိပါသေးတယ်နောက်ထပ်ခါတာနှစ်ပုတ်ကတော့အနောက်တိုင်းခါတာပဲဖြစ်ပါတယ်သူလည်းတူတူပါပဲသူ့ရဲ့ဓာတ်ပုံသို့မဟုတ်သူ့ရဲ့ဗီဒီယိုသို့မဟုတ်သူ့ရဲ့မျက်နှာလေးကိုရှင်းလင်းစွာစိတ်ထဲမှာအာယုံဖော်ပြီးဒီခါတာကိုကျွန်တော်တို့တွေယူပေးရမှာဖြစ်ပါတယ်တော့တော့အခောက်ကြီးအခောက်ကြီးနည်းနည်းများပါတယ်တော့5မိနစ်တိတိယူရမှာဖြစ်ပါတယ်ဗျတော့တော့5မိနစ်တိတိယူရမှာဖြစ်ပါတယ်နော်တော့တော့5မိနစ်တိတိပြောင်းယူရမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့တွေ5မိနစ်တွင်းမှာပဲကျွန်တော်တို့အဲငါ5မိနစ်တွင်းဆိုတော့အခေါက်အခေါက်200တော့ကျော်လောက်တယ်နော်သူအခေါက်200တော့ယူရမှာယူရမှာဆိုတော့လေတီချက်ယူချင်တော့အခေါက်230ယူပြရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့ကတော့5မိနစ်တိတိထိုင်ယူလိုက်တာအဆင်ပြေတယ်လို့ပြောပါတယ်ဒါကြောင့်မလို့မိတ်ဆွေများလည်းအခေါက်ယူတဲ့တီချက်ယူချင်နေရအခေါက်230ရေ220ယူချင်ယူဒါမှမဟုတ်လည်း5မိနစ်တိတိထိုင်ယူရမှာဖြစ်ပါတယ်ဟိုတော့သူ့ရဲ့ဓပုံရှင်သူ့ဓပုံကြည့်ပြီးယူမယ် အဲဖုန်းနဲ့ပုံကြည့်ပြီးရွေ့လဲရတယ်ဖုန်းနဲ့ပုံရှိရင်တော့အပြင်မှာသွားထုတ်လိုက်ပါ900တထောင်ပဲရှိပါလေအဲ့ဒါထုတ်ပြီးသူ့ရဲ့ဓာတ်ပုံလေးကြည့်ရွေ့ရင်တော့ပိုစွမ်းပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ပါဓာတ်ပုံမရှိလဲခင်စားမရှိပါဘူးသူ့ရဲ့မျက်နှာလေးကိုစိတ်ထဲမှာအယုံပေါ်ပြီးဒီကတော့ကျွန်တော်လည်း9မိနစ်တိရွေ့ပြမှာဖြစ်ပါတယ်ဗျအဲ့တော့ရွေ့မဲ့ကာရာတော့ Samsung Style နေ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 ကျွန်တော်တွေ SU sorry အာ SEO ကျွန်တော် S ကျွန်တော်တို့ဒီသူ့ရဲ့ဒီတခါတဲ့အတန်ထွက်မဲ့ဆိုရင်တော့ SAN ပေါ့နော် SU SU TAIN ANY စမ်းစုတိုင်နေပုံတော့ကျွန်တော် SU မှာ S တန်လေးပါရယ်နော်ကျွန်တော် SU မှာ S တန်လေးပါရယ်ဒါကြောင့်မို့စမ်းစုအဲစမ်းစုတိုင်နေ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 ဒါလေးကိုကျွန်တော်9မိနစ်တိတိရွတ်မယ်9မိနစ်တိတိရွတ်ပြီးတော့ကျွန်တော်တို့နောက်ထပ် ့5မိနစ်ထိထိုက်ရွံ့မှာတော့သူလည်းတူတူပဲပေါ့နော်သူလည်းအခေါင်130ပြည့်အောင်ရွံ့မှာဖြစ်ပါတယ်အဲဒီကလေးကတော့ခဏလိုက်တွန်းမှာပြီးပါတယ်ဗျာနော်အဲတော့ကျွန်တော်5မိနစ်မြင့်ချင်တဲ့အခေါင်130 120ရွံ့လို့ရပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခါနောက်တစ်ခုရွံ့မဲ့ခါတာကတော့ ကျွန်တော်တွေအမိုဖလန်မှာ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 ဆန်ဆုစတိုင်နေဆန်ဆုတိုင်နေဆန်ဆုစ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 တိုင်နေအမိုဖလန်မှာအမိုဖလန်မှာအဲ့ဒါလေးကိုတခါတည်းပြိုင်သူရွတ်လဲရတယ် တစ်ခေါက်ပြီးမှတစ်ခေါက်တစ်ခုပြီးမှတစ်ခုရွတ်လဲရပါတယ်အဲ့တော့ကျွန်တော်ခုပြောမယ့်ဂါထာ၃ပုဒ်ကိုမိတ်ဆွေများလုပ်ကြည့်ပါအဲလက်တွေ့ပဲအစွမ်းထက်ပါတယ်အဲခုနှစ်အတွင်းမှာအဆင်ပြေပါတယ်အဲခုနှစ်တတိရုပ်ဘက်ပေါ်မြောက်ဖို့တော့လိုပါတယ်ဗျအဲ့တော့ခုနှစ်တတိမနဲ့တစ်ချိန်ညနေတစ်ချိန်ပေါ့နော်အဲ့တော့ခုနှစ်တတိမနဲ့တစ်ချိန်ညနေတစ်ချိန်ပေါ့နော်ဒီဟာလေးလေးရုပ်ဘက်ပေါ်မြောက်ပြရမှာဖြစ်ပါတယ်တကယ်လို့ကိုကသူ့ကိုတစ်ခုခုပေါ့နော် present နေမှာပြတော့မယ် lesson တစ်ခုပြတော့မယ် ဆိုလို့ရှိရင်လည်းဒီကာရာ၃ပုတ်ကိုဒီကာရာ၃ပုတ်ကိုကျွန်တော်တို့ကျွန်တော်38ခေါက်စီရုပ်ပတ်ပွားများပြီးတော့ IPC ကိုပေးမယ်ဆိုရင်တော့ကျွန်တော်တေချာပေါက် IPC နဲ့အတူတူကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကျွန်တော်ရဲ့စိတ်ဆွမ်းအားတွေကျွန်တော်တို့ရဲ့သူ့ဘော်ထားရှိတဲ့မြတ်တာတွေကအဲ့ထဲကိုရောက်သွားပြီးတော့သူလက်ကိုပြင်တဲ့သဘောကြစေပါတယ်ဗျကဲဒါတော့ဆိုအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကဲကျွန်တော်မိတ်ဆွေညီငယ်တွေတောင်းထားတဲ့မိတ်ဆွေအားလုံးအဆင်ပြေမယ်ထင်ပါတယ်ဗျ ကဲချင်းသူဗီဇာတွေမရရှိသေးတဲ့ညီငယ်တွေအဲ့တော့လောက်ဘုံဘာမှစိတ်မပူပါနဲ့ကျွန်တော်ရှိပါတယ်အဲကျွန်တော်ကဒီဟာလေးကိုမိတ်ဆွေများကိုအဆင်ပြေအောင်ဒီခါတလေးနဲ့အကူအညီပေးလိုက်ခြင်းဖြစ်ပါတယ်အဲဒီခါတာကအဲတကယ်ဆိုလို့ရှိရင် ကျွန်တော်အဲကျွန်တော်လည်းပေါ့နော်ဒီခါဒီခါတာလေးကိုတွေ့တွေ့ချင်းမှအရန်ပျော်သွားပါအရင်ပြောသွားပါတယ်ကျွန်တော်မိတ်ဆွေညီငယ်တွေတောင်းထားတာနဲ့အဆင်ပြေတယ်ကွတ်တီပဲကျွန်တော်လည်းကျွန်တော်မိတ်ဆွေများ ဒီ3 5ရောက်ကိုကျွန်တော်စမ်းသက်ခိုင်းပြီးပါပြီတော်တော်အဆင်ပြေတာကိုလည်းသွားတွေ့ရတယ်ဒီဟာကကျွန်တော်ရဲ့ချစ်သူကြီးစားမြတ်ရှိသေးတဲ့လူတွေရောဇုံသွဲတွေပါလှုပ်လို့ရပါတယ်ဇုံသွဲတွေအဲဇုံသွဲတွေတမီးစားတွေအိမ်တော်ဘက်တွေလည်းအသုံးပြုလို့ရတယ်เนาะဘာကြောက်လဲဆိုတော့သူ့ရဲ့သူ့ရဲ့စိတ်တဲ့အုံတော်ထဲမှာကိုတယောက်ခေကိုပဲမြင်နေတွေ့နေကြားနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲကိုရဲ့ကျွန်တော်တွေ အဲကိုယ့်ရဲ့ကောင်းလေးကိုယ့်ကောင်းမလေးကိုစိတ်မချလို့ရှိရင်ဒီဒီကာတာကိုယွတ်လို့ရပါတယ်အဲကိုယ့်ကိုပဲအဲတခြားတရားကိုစိတ်မယိုင်တော့ဘူးပေါ့ဗျနော်ဒီဟာဒီဟာလေးကိုယွတ်ဒီဟာလေးကိုယွတ်ထားခြင်းအဖြစ်ကျွန်တော်ဇုံတွဲတွေသမီးစားဆိုတော့ပို့ဆင်းပြတာပေါ့သူ့ရဲ့ဓာတ်ပုံတွေကကျွန်တော်ဖုန်းထဲမှာပပလူပြန်အောင်ရှိနေတာလေအဲ့တော့ဒါဆိုရင်ပို့လို့အစွမ်းပို့လို့အဆင်ပြေတာပေါ့ဗျာကဲအားလုံးပဲအခြေအဆင်ပြေကြပါစေတာကြဖြောင်းမှုကြပါစေပျော်ရွှင်ကြပါစေဗျအဆင်ပြေတာများကိုလည်းမေးခဲ့လို့ရပါတယ်ရှင်မီနဲ့ line subscribe နဲ့ပြီး app ကြပါအောင်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ